ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းတောင်းပြီးလိုက်ပါတယ်အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့လက်ရှိ ဖတ်ရတဲ့သတင်းတွေကြားရတဲ့သတင်းတွေညာဆိုတော့ Liverpool အသင်းရဲ့ဒါကျွန်တော်တို့ Transfer News လေးကိုနည်းနည်းလေးပြောပြခြင်းနဲ့ Liverpool အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်ဆာလာကဆက်ရှိမယ်မရှိမယ်ဆိုတဲ့ပုံစံမျိုးကဒါကျွန်တော်အခုချိန်ထိမသိကြသေးပေမဲ့ Liverpool အသင်းနဲ့ဆာလာကိုလက်ရှိမှာဒါကျွန်တော်ရည်ရှိဆာလာနေရာအတွက်ကစားနိုင်မဲ့ right wing ကကစားသမားတစ်ယောက်ကို market ထဲမှာတော်တော်လေးကိုရှာတော့မှဖြစ်ပြီးလက်ရှိကြားတဲ့သတင်းတွေကဒီကစားသမားကိုလည်း Liverpool အသင်းနဲ့ identify ပေါ့နော်လက်ရှိမှာဒါကျွန်တော် သူတို့ရဲ့နံပါတ်1ပြစ်မှတ်ကူလဲရှာဖွေတွေ့ရှိသွားခဲ့ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲလက်ရှိမှာလီဗာပူးသင်းနေတာတည်ရတယ်မဲ့လာမယ့်ညရာဒီမှာတိုက်စစ်ပိုင်းကြီးကျယ်ပြောင်းလဲမယ်ဆိုပြီးကျွန်တော်လွန်ခဲ့တဲ့2ရက်လောက်ကတင်ခဲ့တာမှတ်မိလိမ့်မယ်။အခုလက်ရှိမှာဒါကျွန်တော်လီဗာပူးသင်းနေဒီနေရာမှာဒါကျွန်တော်တို့ဝိုင်ဝင်းနေရမှာဒါကျွန်တော်တို့ကစားသမားတယောက်ကိုဒါကျွန်တော်တို့တကယ်ကိုစူပါစတာဆိုင်ငင်ပေါ့နော်ဒါစတိတ်မန့်ဆိုင်ငင်ကိုဒါကျွန်တော်တို့ ရှာဖွေသွားမှုတွေဒါအခုလက်ရှိမှာပြင်ဆင်လာခဲ့ပြီးတော့ကောလာဟာလာတရလစ်ဗာပူးတင်းတဲ့သူတို့ရဲ့ super star ကိုတွေ့ရှိသွားခဲ့ပြီးဆိုတဲ့သတင်းတွေလည်းတန်းတောင်းဖျက်ဖျက်တက်လာခဲ့တာကိုတွေ့ရမှာတမပါအဲ့တော့လက်ရှိမှာဒါကျွန်တော်ဒီနေရာမှာတချို့ကြစိတ်ပူတယ်ဆာလာဆာဗီဆာတို့အသင်းဆာတို့နဲ့ထိုးမလားမထိုးဘူးလားအဲ့တော့လက်ရှိမှာအဲ့ဒီသတင်းကလည်းနှမျိုးကွင်းတချို့သောသတင်းမှာဆာလာက AC ပဲဒါကျွန်တော်မကြခင်မှာဆာတို့တတန်တူးမယ်ဒါအာနုရဲ့ဒါလက်ရှိအခြေအနေကြောင့်မို့ဆာလာတတန်တူးရဲဆိုတော့မပြောသေးတာဆိုတော့တင်းကတခုထွက်တယ်တခုကြလည်းအခုချိန်ကြီးဆာလာကတတန်မတူသေးဘူးပြဿနာကြီးတက်နေတယ်ဆိုတော့ပုံစံမျိုးတင်းနဲ့ခုထွက်တယ်အဲ့တော့ အပြောင်းအလဲဒါလက်ရှိမှာစာရုပ်သတင်းနဲ့ကျွန်တော်ပြောတော့စာရုပ်သတင်းကလည်းအခုချိန်အထိဟူလိုလိုဒီလိုလိုဖြစ်နေတဲ့အတွက်ကြောင့်လစ်ဗာပူးအသင်းပဲပူသည့်ပါလိမ့်မယ်အဲ့တော့လစ်ဗာပူးအသင်းရဲ့အခုလက်ရှိမှာဒါကျွန်တော်ဆရာကြီး၃ယောက်လိုရင်စာချုပ်ကအခုချိန်ထိဘလူမန်းကိုတကယ်ကိုမသိရတာပါအပြင်မှာထွက်နေတဲ့သတင်းက၃မျိုးဆို၃မျိုးနီးနီးရှိတယ်ခုနကပြောလို့ပဲထိုးမယ်လဲပြောတယ်မထိုးဘူးလဲပြောတယ်ကစားသမားကိုလည်းအလွတ်နဲ့ပြောင်းရွှေ့ဖို့ပြောတယ်အမျိုးမျိုးတက်နေတဲ့နေရာမှာပါပါတယ်အဲ့တော့လက်ရှိမှာဒါကြားရတဲ့သတင်းတွေအရာဆိုရင်တော့ဒါကျွန်တော်တို့ မန်ချက်စတာစီးတော့မကုန်ဘူးကြားတဲ့သတင်းတွေရဆိုအခုလက်ရှိမှာဒါကျွန်တော်လစ်ဗာပူးသစ်နေလာမယ့်နေရာဒီမှာတော့ဒါဆာလာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီနေရာအတွက်လစ်ဗာပူးသစ်ကတော့ statement signing တခုကိုလုပ်သွားဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့ caller highlight တော်လေးကိုထွက်လာခဲ့တယ်။အဒီနေရာမှာဒါကြောင့်ဘ누구ကိုခေါ်သွားမလဲဆိုတဲ့ပုံစံမျိုးတွေကစိတ်ဝင်စားဖို့ကောင်းခဲ့ပေမဲ့တကယ်တမ်းနင်းလားငါလားဟိ movement မှာဆိုရင်တော့ဒါကျွန်တော်တို့အမ် လဘဘူးတင်နေတဲ့သူတို့ရဲ့ statement ဆိုင်ခြင်းအတွက်လူတယောက်ကိုရှာဖွေတွေ့ရှိထားတဲ့ဆိုတဲ့သတင်းတွေတောက်လျှောက်တက်နေကြတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့ဒီ တယောက်ကဘဒုလေအဲ့တော့ဒီကစားသမားတယောက်ကပြိတ္တိနဲ့မဆိုင်ဘူးဒါက Real Madrid ရဲ့ right wing ကစားသမားဖြစ်တယ်ဒါကျွန်တော် left wing လဲစော်ပါတယ်ဒါကျွန်တော် right wing လဲကစားသမားတယောက်ဖြစ်တယ်ဒါကျွန်တော်တို့ Rodrigo ပါ Rodrigo တော့လက်ရှိမှာဒါကျွန်တော်တို့ Liverpool အသင်းအနေနဲ့စာလိုင်းရဲ့နေရာကိုအစားထိုးနိုင်မဲ့ကစားသမားတယောက်အနေနဲ့ရည်ရှိရသတ်မှတ်ထားတယ်ဇွေးကြည့်မယ်ဒါပေမဲ့ခုနကဒီကစားသမားကိုခေါ်ပြီးဆိုတော့ Liverpool အသင်းအတွက်တကယ်ကို impact ကြီးမားမဲ့ကစားသမားတယောက်အနေနဲ့ဒါကျွန်တော်သူ့အနေနဲ့တကယ်ကိုအဲတည်တည်ချာချာသတ်မှတ်ထားတဲ့ဆိုတဲ့ပုံစံမျိုးသွားအဲ့တော့ရူဒီโกကလက်ရှိမှာအခြေအနေဘယ်လိုရှိလဲအသက်အရွယ်အဖြစ်တော့ပြောစရာမလိုဘူးဆိုတာကျွန်တော်တို့အခုလက်ရှိမှာသိတဲ့အတိုင်းပဲရူဒီโกမသိရလို့ခက်ရှာရှာပဲရီယယ်မတွေ့ရဲ့ရှေ့တန်းမှာဒါကျွန်တော် Vinicius Studio ကခီလီယန်အမ်ပါပေရူဒီโกဆိုတဲ့အတွဲကတကယ်ကိုအခုချိန်မှာအကောင်းဆုံးအတွဲလို့တောင်ပြောလို့ရတယ်မှာပါတယ်အဲ့တော့ ရူဒီโกကတော့လက်ရှိသိကြတယ်မှာဒါကျွန်တော်ဘရာဇီးသားဖြစ်တယ်ဒါကျွန်တော်စပိန်သွေးနှောပေါ့နော်ဒါပေမဲ့ဒါကျွန်တော်တို့ရူဒီโกဘရာဇီးသားဖြစ်တယ်လက်ရှိမှာဒါကျွန်တော်တို့ BM Madrid နဲ့ဒါကျွန်တော်စာချုပ်တတန်ရ2028ဒီကြံသေးတယ်တူတယ်ရပြောမှာ2025ဒိတ်နဲ့ပြန်တွေ့မယ်ဆိုစာချုပ်တတန်ရ3နှစ်ကြံသေးတယ်လီဗာပူးတင်းနဲ့လာမယ့်နွေရာသီမှာခွန်မယ်ဆိုရင်တော့မှာ ရီယယ်မက်ဒရစ်နေနဲ့ဒီကစားသမားကိုပေါပေါတီတီနဲ့ရောင်းသွားဖို့အတွက်လုံးဝမရှိဘူး။အဓိကကဒါရီယယ်မက်ဒရစ်ဘက်ကလုံးဝလုံးဝရောင်းသွားမှုမရှိဘူး။ဒါပေမဲ့ရူဒီဂိုနေနဲ့အခုလက်ရှိမှာဗီနီရှီယပ်ဂျူနီယာကိုကီလီယန်အမ်ပါပီတို့ရဲ့ကျွန်တော်တို့ကအောင်မြင်မှုနောက်ကွယ်မှာဒါကျွန်တော်တို့အနေနဲ့အဲရှယ်ရိုးတစ်ခုဖြစ်နေတယ်လို့သူအနေနဲ့ယူဆရတယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်တို့ဒီသတင်းကိုအဲ့ဒီကိုသိပ်မကြဘူး။ဘာလို့လဲဆိုတော့ခုနကပြောလို့ရူဒီဂိုကအဲ့လိုစိတ်သက်မှုရှိတဲ့ကစားသမားတော့ကျွန်တော်တို့သိပ်တော့ဘာလို့ဆိုတော့အားသမားငါဒီလိုရှယ်ရိုးအောက်ထဲရှိရတယ်ကြောင့်ငါအသင်ပြောင်းမယ်ဆိုတဲ့ပုံစံမျိုးကတော့ရူဒီဂိုမှာကျွန်တော်အဲ့လိုစိတ်သက်ကြီးရှိမယ်လို့ကျွန်တော်တို့ personally သိပ်တော့မမြင်ဘူးဒါပေမဲ့ရေးသားထား တော့ပြောပြတာရှိတယ်။အဲ့တော့ရူဒီဂိုနဲ့ခုလက်ရှိမှာဒါကီလီယန်အမ်ဘာပေနဲ့ဗီနီရှက်ဂျူနီယာရဲ့ဒါလောင်းရိပ်ပေါ့နော်။လောင်းရောက်ကတည်းကယုံထွက်ခြင်းနဲ့အတွက်ကြောင့်မူသူတကယ်ကိုခြေစွမ်းပြနိုင်မဲ့တော့အဲ့ဒါပဲကျွန်တော်အနေနဲ့နောက်ထပ်သတင်းတစ်ခုကျွန်တော်ပို့ပါဦးဆို။ရူဒီဂိုနေနဲ့ခုလက်ရှိမှာရီယယ်မက်ထရစ်တဆိုင်ရင်ဒါကျွန်တော်လီဗာပူးကိုပြောင်းရွှေ့ခြင်းနဲ့ဆိုတော့ပရီးမီးယားလီဂ်ရဲ့ဒါကျွန်တော်တို့ challenge အသစ်ပေါ့နော်။ဒါကျွန်တော်တို့ကစိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ခြင်းနဲ့အတွက်ကြောင့်မလို့ဒါရူဒီဂိုကသူ့အနေနဲ့အသင်းပြောင်းခြင်းနဲ့ဆိုတဲ့အတွက်ကြောင့်မလို့ဒါအသင်းပြောင်းမှုအတွက်စိတ်ဝင်စားတယ်ဆိုတဲ့သတင်းဖြစ်လာ။အဲ့တော့ လက်ရှိမှာအကယ်၍ရူဒီကိုအသင်းပြောင်းမယ်ဆိုတော့ transfer market ကတင်ထားတဲ့ဈေးတိုင်းမှာ Real Madrid ကအနည်းဆုံးအလောက်ခေါ်သွားဖို့ရှိတယ်ဘယ်လောက်လဲအဲ့ဒါကျွန်တော်ယူရိုတန်တရာပါ Liverpool အသင်းနဲ့တကယ်ခေါ်မယ်ဆိုတော့မှဒီကစားသမားတစ်ယောက်တည်းကိုယူရိုတန်တရာပုံစံမျိုးကိုဒါ Liverpool အသင်းကပေးသွားဖို့ရှိတယ်အဲ့တော့ခုနပြောတဲ့ပြတာကျွန်တော် statement signing ဆိုရင်တော့ဒီလောက်တော့ပေးရမယ်နေထားမှရှိတယ်ဒါပေမဲ့ဒီဟာနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင် Liverpool အသင်းနေနဲ့ခုလက်ရှိမှာသူတို့ရဲ့ left wing ကစားသမား Luis Diaz ကို Barcelona ကစိတ်ဝင်စားနေတာလည်းရှိတဲ့သတင်းတွေရှိတယ်အဲ့ဒါလေးကိုပြီးရင်ကျွန်တော်ကတ်ပြီးပြောပြမယ်အဲ့တော့ထားပါလက်ရှိမှာဒါ ျွန်တော်ရူရီโกဒါကျွန်တော်တန်တရာဆွဲစီတတ်မှတ်မှုကြောင့်လီဗာပူးတင်နေအကယ်၍စာလာတာထွက်ခဲ့မယ်ဆိုရင်တော့ခေါ်မှာလာကျွန်တော်ကမနေ့ပြောမှာရူဒီโกလိုကစားသမားမျိုးလီဗာပူးခေါ်လို့ဒါ ဒါမှမဟုတ်ကျွန်တော်ဒါအရှုံးမရှိသွားဘူးလို့မြင်တယ်တကယ်လို့လည်းဒါကျွန်တော်တို့လူလဲငယ်တယ်အကောင့်လဲတည်တယ်တော်တော်လေးလဲညံနေတာကြောင့်ဘယ်နေရာပဲဆော့ဆော့အဆင်ပြေနိုင်တဲ့ကစားသမားဒီကစားသမားတွေကပရီးမီးယားလိဂ်ကိုအသင်းမျိုးတွေနဲ့တွေ့ရင်လည်းစတာချေးစွာတယ်ဒါကတော့ပြောတဲ့ဒါပရီးမီးယားလိဂ်အသင်းမျိုးနဲ့တွေ့ညင်သွားတဲ့ကစားသမားလဲမဟုတ်အဲ့တော့ဘယ်အသင်းနဲ့တွေ့တွေ့ရူဒီကိုကဒီနေ့မှာတော်တော်လေးကိုမဆိုးလို့ပြောလေဒီနေ့မှာဒါ25ပွဲဆော့ထားပြီးတော့6ဂိုးသွင်းလာတယ်5ဂိုးဖန်တီးတယ်ဒါကတော့ပြောပြစမ်းသပ်ကြည့်မယ်ဆာလာလို့ဒဲ့ကြီးတာကျွန်တော်တို့ဟာဂိုးနဲ့စေး ဖန်တီးမှု20အဲ့လိုမျိုးကြီးတော့အဲ့လောက်ကြီးတော့မဖြစ်နေဒါပေမဲ့ခုနကပြောလို့ဆာလာကိုရန်ရဲရောက်ချင်းမှာအဲ့လောက်ကြီးကောင်းခဲ့တာမဟုတ်ပေမဲ့အဲ့လောက်ကြီးကောင်းမှုရတော့ပြောလို့တော့မျိုးဆာလာရဲရောက်ချင်းမှာတကယ်ကောင်းခဲ့တာပေါ့နော်အဲ့တော့ရူဒီဂိုအနေနဲ့ခုလက်ရှိမှာဒါကျွန်တော်အကြိမ်ပြောင်းလာခဲ့မယ်ဆိုတော့ဒါကျွန်တော်ပရီးမီးယားလိရဲ့ပရက်ရှာတချို့ရှိပဲတိုးပေမဲ့တော့ညလေရူဒီဂိုကရူဒီဂိုလိုပဲကျွန်တော်တို့ယုံကြည်တယ်ချန်ပီယံလိမှာဆိုလဲ10ပွဲမှာ9ခုသွင်းပြီး2ခုပန်တီထားခဲ့တယ်တကယ်ကိုချီးကျူးစရာကောင်းတဲ့ချီးကျူးတွေပြထားခဲ့တယ်အဲ့တော့ရူဒီဂိုရောလက်ရှိမှာလီဗာပူးသင်းရဲ့ statement signing တခုအနေနဲ့အခုလက်ရှိလက်တလုံးမှာသတ်မှတ်ထားတယ်ဒါပေမဲ့ လစ်ဘဘူးအသင်းအနေနဲ့ဒီတန်တရာကိုပေးပါမလားဒါကိုတခြားအခုနအဲ့တန်တရာကိုပေးပါမလားလစ်ဘဘူးအသင်းနဲ့အခုလက်ရှိမှာစိတ်မှန်ဆိုင်ငယ်နောက်တစ်ယောက်အနေနဲ့ရာဖင်းညာကိုလည်းတတ်မှတ်ထားတာတွေ့ရမယ်။ဘာကြောင့်လဲ လက်ရှိမှာလီဗာပူးသင်းကိုဒါကျွန်တော်လီဗာပူးသင်းရဲ့ left wing ကစားသမားဖြစ်တဲ့ Luis Diaz ကိုဒါကျွန်တော် Barcelona သင်းနဲ့စိတ်ဝင်စားနေတယ်။ထို့ကနေ Barcelona သင်းကတော့ဒါကျွန်တော် Luis Diaz ကိုခေါ်ယူခြင်းမဲ့ငွေသားအပြည့်မပေးနိုင်တဲ့အတွက်ကြောင့်မို့သူတို့ရဲ့ကစားသမားတယောက်ကိုပေးသွားဖို့အတွက်စဉ်းစားသွားမယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ပထမတော့ဒါကျွန်တော်တို့ Barcelona သင်းကသူတို့ရဲ့အဓိကကစားသမားတယောက်ဖြစ်တဲ့ Ferran Torres ဆို Rafinha ကိုတော့ပေးလို့စိတ်မရှိဘူး။သူတို့အနေနဲ့ဒါကျွန်တော်တို့ပေးမယ်ဆိုရင်တော့မှကျွန်တော်ဒါ Ferran Torres ကိုပေးဖို့အတွက်စီစဉ်ရှိတယ်။ Liverpool က Ferran Torres ကိုကစားသမားမျိုးလို့မရှိဘူး။ခုနကပြောသူတို့အနေနဲ့ယူမယ်ဆိုရင်တော့မှတက ကယ်ကိုကောင်းတဲ့ကစားသမားတယောက်ပုံစံမျိုးကိုသာသူကယူသွားဖို့ရှိတယ်။လက်ရှိမှာဒါ Louis CS အနေနဲ့သူကအသင်းပြောင်းမှုမသင်းပြောင်းဘူးသေချာတယ်။ဒါပေမဲ့သူကနိုင်မဲ့ Liverpool CS ရဲ့ဒါကျွန်တော် agent ကတော်တော်လေးကိုစကားများရယ်ဆိုပြီး Liverpool ရဲ့ပြည်သက်တွေကတော့တတ်မှတ်ထားတဲ့လူတွေတဲကတယောက်လို့တော့ပြောလို့ရမယ်တဲမှာပါပါတယ်။အမြည်တော့ပင်စူစီကမူလက်ရှိမှာကျွန်တော်ဒီကစားသမားကိုတော့ Liverpool အသင်းအနေနဲ့အခုလက်ရှိမှာဒါစိတ်ဝင်စားတယ်။ဒါပေမဲ့ခုနကသူတို့ရဲ့ကစားသမားကိုဆိုးရှိုးအောင်မယ်ဆိုဥပမာဒါ Rafinha နဲ့အဲ Louis CS ကို လဲရမယ်ဆိုရင်ရာဖင်ညာကိုဒါဘာဆိုနာတေးကြတကွာသူငွေပူတောင်းနိုင်မယ်ဥပမာပြောချင်တာ Louis CS Plus ငွေသားတစ်ခုပုံစံမျိုးတို့အနေနဲ့တောင်းဖို့အတွက်ဒါပြင်ဆင်သွားမယ်လို့မြင်တယ်ဘောနော်အဲ့တော့ကျွန်တော်အနေနဲ့ဘာဆိုနာလီဗာပူးတင်းကအဲ့လိုပေးဖို့အတွက်လုံးဝတော့အစီအစဉ်မရှိဘူးလို့ကျွန်တော်အနေနဲ့မြင်မိတယ်လီဗာပူးတင်းအနေနဲ့အကယ်၍တို့အနေနဲ့ statement signing ပုံစံမျိုးခေါ်မယ်ဆိုရင်တော့မှအကယ်ရာဖင်ညာကိုဒါကျွန်တော် Louis CS နဲ့ဒဲလောက်ပုံစံမျိုးလဲသွားမယ်အနေထားမှသာရှိမယ်လို့ကျွန်တော်ကတော့ပုတ်ကူရရမြင်မိရတယ်မှာပါပါတယ်ဒါကြောင့်မို့လို့ရှိမှဒါလီဗာပူးတင်းနဲ့ဒါကျွန်တော် ဘာဇူနာတောင်းနဲ့ okay louis cs plan ငွေသားငါတို့ပေးရာဖိညာပေးဆိုတဲ့ပုံစံမျိုးတို့လုပ်ဖို့မရှိဘူးအကယ်၍သာအဲ့လိုလုပ်မယ်ဆိုတာ louis cs ကိုတို့နဲ့ငွေသားကြီးနဲ့ပဲတတ်တတ်ရောင်းပြီးခုနကကျွန်တော်ပြောတဲ့ real madrid ရဲ့ဒါကျွန်တော် rodrigo ကိုသာဝယ်လိုက်မယ်ပုံစံမျိုးသာတို့ဝယ်သွားဖို့နေထားမှရှိတယ်အဖေကတော့ရှင်းရှင်းလေးဒီလိုပုံစံမျိုးမဲ့သူလုပ်မှာပဲဒီတက်ပို့ပြီးသူလုပ်ဖို့လည်းစဉ်းစားမရှိဘူးအဲ့တော့ liverpool ကလက်ရှိပိုင်ရှင်တွေရောဒါကျွန်တော် fg တို့ဒါကျွန်တော် richard hughes တို့ရောဒါကျွန်တော် michael ward တို့ကလဲတဲ့လူတွေပါအဲ့တော့ခုနပြောပြတာကျွန်တော်တို့ barcelona တက် ပို့ပြီးတော့ကျွန်တော်ဒါအပြောင်းရွှေ့မှာလဲမယ်လို့ကျွန်တော်ကနည်းနည်းလေးပုံမြင်မိရတယ်မှာပါပါတယ်အဲ့တော့မီတိုပင်စူစီကမူလက်ရှိအနေထားရနောက်ဆုံးကြားရတဲ့သတင်းတွေအရာဆိုရင်တော့ဒါကျွန်တော်တို့ လီဗာပူးတင်နေတဲ့ဒီ right wing နေရာအတွက်ကိုဝင်းနေရာအတွက်တယောက်ကဒါဆာလာနေရာအတွက်ရီရှီအီယာတကယ်ကိုလူအပ်တဲ့ကစားသမားတယောက်ကို statement ဆိုင်ငံ့လုပ်သွားမယ်လက်ရှိနေရာမှာနံပါတ်1နေရာမှာဒါကျွန်တော်တို့ real madrid ရဲ့တောင်ပံကစားသမားဖြစ်တဲ့ rudigo နံပါတ်1နေရာမှာပြတ်မှတ်ထားနေတယ်ဆိုတဲ့သတင်းတွေနဲ့အတူ rafinha ကလက်ရှိမှာ luis diaz ရဲ့အပြောင်းအရွှေ့တရိပ်တရိပ်တရအနေနဲ့ပါလာနိုင်မလားဒါကိုတော့ကျွန်တော်တို့ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါပါတယ် ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ ਨੇ ဒီ before you တို့မှာကျင်းလို့ဆိုတော့ပေါင်းကွန်တီလူရပါတယ်။များများလေးလည်း clip ဖို့မမေ့ကြပါနဲ့။အောက်က comment တွေမှာလည်း Youth Sport Media 3.0ဆိုတော့ဒီ before you တွေ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်း clip ဖို့မမေ့ကြပါနဲ့။များများ clip မှာအမြင်မြင်နိုင်ရဖြစ်ပါတယ်။အားလုံးမကြိုတမာတဲ့ကောင်းမွန်သောနေ့တွေဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AACC တွေ့ကြတာပေါ့။အားလုံးမကြိုတမာများများ clip ပေးကြပါမမေ့ ကြပါနဲ့များများကလစ်မှာမြန်မြန်နံဖြစ်ပါတယ်အားလုံးမကြူတူပါနဲ့ကျွန်တော်တော့ကြည့်ပါဗျဒီပေါ်ဗျ